နောက်လာမဲ့9နှစ်အတွင်းမှာဒုလုံး9ရဲ့အမျက်ကဒီလောက်ရနေပါမယ်ဆိုပြီးတော့မှသတ်မှတ်တာ goal နော်ကျဲကျဲပြက်ပြက်ကြီးကာလတော်တော်အရှိမအတွေ့ကျဲကျဲပြက်ပြက်ကြီးသတ်မှတ်ထားတာအဲ့ဒါကိုဘာခေါ်လဲဆိုရင် goal လို့ခေါ်တယ်ဒုတိယမဟုတ်ခက်လွယ်လွယ်ဆရာမပြောမယ်ဆိုရင်နောက်လာမဲ့3နှစ်အတွင်းမှာငါတို့လုပ်ငန်းကငါတို့ငါတို့မြို့မှအကြီးဆုံးဖြစ်ရမယ်အဲ့ဒါ goal ဟုတ်မလားနော်အဲ့အဲ့လိုအဲ့ဒါကိုဓမ္မမောင်းလို့ရှိရင်နော်ဆရာမတို့အာကျောင်းသားတွေကျောင်းသားဝန်းကျင်ကျောင်းသားရဲ့ environment ကိုတို့ကြည့်မယ်ဆိုလို့ရှိရင် goal ကပါလေနော်ဒီတစ်ခါဒုတိယအစားစားမေးပဲဖြစ်ရင်ငါပထမနော်ပထမနေရာရအောင်လုပ် เนาะအဲ့ဒါပါလေ goal เนาะအဲ့တော့ goal ကဘာပြောဘာပေးရလဲဆိုရင်ဘာလုပ်ရမလဲဆိုတဲ့ဥတီချက်ကိုပေးလိုက်တာငါပထမရအောင်လုပ်မယ်ငါလုပ်ငန်းငါငါငါတို့ရငါတို့မြို့မှာအကြီးဆုံးဖြစ်အောင်လုပ်မယ်ငါလုံးငါငါเนาะနောက်ငါနဲ့အတွင်းအမြတ်တလောက်ရအောင်လုပ်မယ်အဲ့ဒါကိုဘေးကိုဥတီပြီးသွားမလဲဆိုတော့ဥတီချက်ကိုပြတာเนาะအဲ့ဒီဥတီချက်ကိုရရင်အဲ့ဒီဥတီချက်ရအောင်ဘယ်လိုဆောင်ရွက်မလဲ စဉ်းစားတာအဲ့ဒါကို view ဟာချတယ်သို့မဟုတ် planning လုပ်တယ်လို့ခေါ်တယ်ဟုတ်လားနော် planning လုပ်တယ်လို့ခေါ်တယ်အဲ့တော့ planning လုပ်ခြင်းမှဘာရလာလဲ plan ဆိုတာထွက်လာတယ်အဲ့တော့ plan ဆိုတာကနော် document လို့ခေါ်တယ်အင်္ဂလိပ်လိုတော့ဗမာလိုတော့စာချုပ်စာတမ်းတစ်ခုပေါ့နော်အဲ့ဒီစာချုပ်စာတမ်းတစ်ခုထွက်လာတယ် planning ရောက် plan ဆိုတဲ့ document တခုเนาะစီမံကိန်းရေးဆွဲခြင်းလုပ်ငန်းကြောင့် နော်ပြည်မှန်ချက်တစ်ခုထွက်လာတယ်အဲ့ဒီထွက်လာတာဘာဖို့ပြရလဲဆိုရင်ဘယ်ဥတီရဲ့ရအောင်လုပ်မယ်ဒီဥတီရဲ့ရဖို့ရအတွက်ငါတို့ရဲ့အင်အားစုဘာတွေသုံးမလဲနော်ငါတို့ရဲ့အင်အားစုလို့ပြောလိုက်ရင်ဘယ်လူတွေကိုသုံးမယ်ဘယ်ဆက်ပစ္စည်းကိုသုံးမယ်ဘာနာငွေဘလောက်သုံးမယ်အဲ့ဒါတွေကိုနော်စဉ်းစားပြီးတော့မှဒီဥတီရက်ကိုဘယ်အခါမှရအောင်လုပ်မယ်ဆိုတာဆုံးဖြတ်တယ်